ော့ဒီမြောက်လိုက်စစ်တပ်ဒီအနေထားမကောင်းတော့ဘူးဆိုတာကိုအာဆီယံနိုင်ငံခေါင်းဆောင်များကလက်ခံလိုက်ပြီဒါနံပါတ်၁ချက်အရေးကြီးဆုံးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်စီရင်နေထားရဘလဆိုင်တွေတော်လို့အစ္စရိယဂါဇာကိုမထိတ်မသိမ်းနိုင်တာမဟုတ်ဘူးနော်တကဘာလုံးကဝိုင်းတားနေလို့အမေရိကန်သမ္မတတွေကလည်းသဘောမတူလို့အာရကဘာကလည်းလုံးဝသဘောမတူတဲ့အတွက်အမေရိကန်ကိုဝန်နည်းပြောစုံနေကုလသမဂ္ဂကသဘောမတူလို့အစ္စရေးကမသိနိုင်လား စရေးတာစိတ်ကြိုက်လို့ရရင်ရက်ပိုင်းတွင်အဲ့ဒီဂါဇာကိုသိမ်းလို့ရတယ်။အုပ်ချုပ်လို့လည်းရတယ်။ကဘာတန်ရေးတမန်ရေးနီလန်းနေနဲ့ကဘာခေါင်းဆောင်တွေကနီးမျိုးစုံနောက်ွယ်ကနေပြီးတော့တားနေလို့မရတာ။အဲ့တော့ဟိုလူတွေကလည်းလုံးစရာမရှိတော့ စေရောအောက်နေပါကုလသမဂ္ဂအကြောင်းနေမှာအကြောင်းနေအောက်နေမှာစေရောအောက်နေမှာလှိုင်ကောင်းနေတူပြီးတော့ဒုံးစုံကြီးလည်းစေရောမဟုတ်ရင်လည်းစေရောအောက်နေဖြတ်ပြီးလှိုင်ကောင်းနေတူပြီးတော့နေရတာပေါ့ကြွက်လို့နေရတာပေါ့တို့ကကြွက်တယ်ပဲအပေါ်မှာနေလို့မှမရတာအဲ့တော့တို့ကဘွားပြီးတော့အကြမ်းဖက်မှုတို့လိုက်တော့အမေရိကန်ကမီးစိမ်းပြလိုက်တယ်ဂျိုးဘိုင်ဒန်တို့က ီကောင်းတွေကိုရှင်းမရတော့မယ်ဆိုတော့သူတို့ရှိတဲ့နေရာအကုန်ဘုံကျဲတော့သူတို့ကလည်းအရသာကြားထဲမှာပဲနေနေတော့အကုန်လုံးရှုပ်ကုန်အဲ့တော့အဲ့ဒါကိုပြောချင်တာကဣသရေကိုခြောင်သွားပိတ်လိုက်တာအဲ့တော့ဒီဘီတီဘက်ကဟာ အများကြီးမဆိုင်တဲ့လူတွေရက်ဆက်တာကအစ်စရီရက်ဆက်တာပေါ့လေအဲ့ဒါနဲ့အခုတကဘာကောင်းဆောင်တွေကတော်လောက်ပြီဆိုပြီးတော့ဝင်တားရတယ်တားတဲ့အချိန်မှာအပြစ်ကရက်ဆက်ရေးလောက်ခိုင်းတာအပြစ်ကရက်ဆက်ရေးလောက်ခိုင်းခြင်းသည်ဂါဇာမှာပါလက်စတိုင်းနိုင်ငံ ဆိုတာကိုအတိမတ်ပြုပြီးသားဂါဇာမှာလူလူမှန်နေရာမှာမဟုတ်တဲ့လူတွေလှုပ်လိုက်လို့ဒီပြဿနာဖြစ်တာအဲ့လူမှန်နေရာမှန်ကိုဖယ်ရှားပြီးရင် ဂါဇာဟာပါလက်စတိုင်းတွေအတွက်ပဲဖြစ်ရမယ်ဆိုပြီးတော့ရည်တည်လိုက်ရတာရရှာကိစ္စယူကရိန်းကိုရုရှားကမတရားဝင်သိမ်းနေအခုရုရှားကဒုံးကျည်တွေမတရားပြစ်နေတယ်မစ်ဆိုင်းတွေနဲ့ပြစ်နေပြီ ဒါကြောင့်အမေရိကန်သမ္မတတို့ဥရောပခေါင်းဆောင်တွေကပြန်ပစ်နိုင်တဲ့ဒုံးကြီးတွေလက်နက်တွေကိုယူကရိန်းကိုထုတ်မပေးတာလေအထူးသဖြင့်မိုက်တရာမိုင်းနေရာပစ်နိုင်တဲ့အမြောက်တွေမီဇိုင်းတွေကိုယူကရိန်းကိုလုံးဝမပေးဘူးဘာလို့ရုရှားကိုပစ်ထည့်လိုက်မှာဆိုလို့ဘာကြောင့်လဲကျွန်တော်ကနေပြောတဲ့ idea ပဲကျွန်တော်တို့ကတော့ ဟာရုရှားမတရားလုပ်နေတယ်ယူကရိန်းကိုပြန်ချခြင်းနဲ့အမေရိကန်ပေးပါလားအမေရိကန်ပြန်ချပါလားကျွန်တော်တို့ကတော့ရိုးရိုးလေးအရက်သားပုံစံနဲ့တွေးပြီးတော့မြှောက်ပေးတာပေါ့ဗျာဖြစ်စေချင်တာပေါ့ဘာကြောင့်ကမှခေါင်းဆောင်တွေမပေးတာလဲယူကရိန်းဒီရုရှားကိုဘယ်တော့မှမနိုင်ဘူးအဲ့ဒါအရှိတရားပဲအဲ့တော့မနိုင်မဲ့အတူတူရုရှားကို ်ပူတင်ကိုအထိနာအောင်သွားလုပ်မယ်အရှက်ရအောင်သွားလုပ်လိုက်ရင်ပူတင်ပြန်ရမ်းလိုက်ရင်ယူကရိန်းပြကြသွားမှာအဲ့ဒီထဲမှာပူတင်ပြန်ရိုက်ပြန်ရမ်းလိုက်ရင် လန်ဒန်မှာပြကြသွားမှာဘာအောင်မင်းနေလဲအဲ့ဒါပူတင်တစ်ချိန်လုံးချင်းချောက်နေတာအဲ့တော့အဲ့လိုမျိုးအနေထားတွေဖြစ်လာတာဖြစ်တဲ့အတွက်ပူတင်ရှက်ရမ်းရမ်းအောင်ဒိုဒီမော မပြောဘူးမမပေးဘူးထိန်းထားတာထိန်းထားတာအဲ့တော့ UK ကမင်းတို့မလိုတိုက်နိုင်အောင်တိုက်ဒါပေမဲ့ရုရှားကိုပြန်လှုပ်ဖို့မစိုးစားနဲ့မဖြစ်လို့လေရုရှားဒီအကန့်အသတ်နဲ့ပဲလုပ်နေသေးရှိသေးတယ်အဲ့တော့ ဲ့မျိုးနီးနဲ့သွားပြီးတော့သူတို့ဒီအပြစ်ခက်ရက်စဲရေးကိုပဲဦးစားပေးနေတာအကြောက်သမရဒေါ်နန်ထွက်ကတက်လာတဲ့အပြစ်ခက်ရက်စဲရေးလို့ယူကရိန်းရှိနေတာလားငါတို့လက်ခံနေပူတင်မင်းလက်လက်ခံဒါမျိုးနဲ့စဉ်းစားနေတာအဲ့တော့အနောက်နိုင်ငံများရဲ့သွားတဲ့ trade ကိုပူတင်ကလက်မခံဘူးအိုရှိစမိုင်းတယ်အဲ့တော့ပူတင်ရှိဆက်လို့မိုက်လို့မရအောင်သူတို့စီးပွားရေးနဲ့ပိတ်ဆို့တာတွေပဲလုပ်ဖို့စူးစမ်းတယ် ပူတင်ကိုအားချီအောင်လှုပ်ဖို့စူးစမ်းနေတယ်စီးပွားရေးပြတ်ဖို့ခြေစွားတယ်လည်းလည်းနဲ့ထုတ်လို့မရအောင်စူးစမ်းတယ်ဒီချိန်မှာတရုတ်ကဝင်လာတယ်အဲ့တော့သူတို့ကလိုအပ်ခက်သွားပြန်အောင်ဒါပေမဲ့သူတို့ဆက်လုပ်နေတယ်ပြောချင်တာကပြောချင်တာက လိုနီးနဲ့ကပကောင်းဆောင်နေစဉ်းစားတာကျွန်တော်တို့ကိစ္စကြတော့ဒီလိုနီးနဲ့ပဲသူတို့စဉ်းစားတာဒါကြောင့်မင်းအောင်လိုင်းကိုအထိနာမဲ့လက်နက်ကြီးတွေကိုကျွန်တော်တို့သူတို့မပေးခြင်းဘူးဝင်မပါခြင်းဘူးမပြောက်ပေးခြင်းဘူးဘာဖြစ်လို့လဲအထိနာလို့လုပ်လိုက်ရင်မင်းအောင်လိုင်းကရှိသမျှဟာတွေအကုန်သုံးလိုက်ရင်ကျွန်တော်တို့ပို့ပြီးတော့နင်းနာကုန်မယ် ဲ့ဒီအတွက်တို့အဲ့ဒါကိုမပေးတာမင်းတို့အမေတို့မြေပြင်မှာရအောင်တိုက်ကြမင်းတို့အချင်းချင်းတိုက်ကြမင်းတို့နိုင်ရင်ငါတို့အသေးမှပြုမယ်မင်းတို့မနိုင်တော့ဘူးထင်နေအချင်းတွေကမင်းအောင်လည်းကရှေ့ရန်ရန်လာရင်ငါတို့ကကြားထဲကနေအပြစ်ခက်ရစေကြီးဝင်တားမယ်ပြီးပါမလို့စက်တိုက်ပို့ဒီလိုပုံစံကိုတို့အာဆီယံခေါင်းဆောင်တွေကစဉ်းစားနေကြတာ ကျွန်တော်တို့နိုင်မယ်လို့သူတို့မယုံကြည်ဘူးဒါသူတို့အရှိတရားဒုတိယတစ်ချက်ကတရုတ်ရဲ့ပါဝင်ပတ်သက်မှုကြောင့်လာရှိုးကို ပြန်ပေးလိုက်ရတဲ့အချိန်မှာကျွန်တော်တို့ငကိုယ်တွေကထင်ထားတယ်မနိုင်ဘူးလို့ထင်နေသူတို့ရဲ့အတွေးခေါ်ကပိုပြီးခိုင်မာသွားတယ် ဒါပေမဲ့မြေပြင်မှာလဲဒီတိုင်းသားလက်နက်ကင်တွေနဲ့ NUG တွေကမြို့တွေကိုသိမ်းနိုင်တယ်စစ်ကောင်စီကခွက်ခွက်လန်ရှုံးနေတာကိုလည်းသူတို့တွေ့ရတယ်အခုမနေ့ကထိုင်းနိုင်ငံစစ်သားတွေဆိုရင်ဟိုဘက်ကနေဆက်မှာရှိတဲ့စခန်းတွေတ냐လို့တိုက်တာသူတို့ထိုင်ကြည့်နေတယ်စစ်သားတွေထွက်ပြေးတာကြည့်ပြီးတော့မြောက်လိုင်းစစ်တပ်ဟာလုံးဝအရှုံးပေးနေရပြီထွက်ပြေးနေရပြီဆိုတာလည်းသူတို့တွေ့နေတယ်အဲ့တော့ ရှေ့လျှောက်ဆက်သွားရင်ဒီတရုတ်ရဲ့အားပေးမှုပူတင်ရဲ့အားပေးမှုနဲ့မင်းအောင်လှိုင်တို့ကရှက်ရမ်းရမ်းပြီးကျဲလာခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့စဉ်းစားပုံကနေငါတို့ဝင်ဟမ်းမယ်မင်းလက်တော်ငါလက်တော်ဆိုတဲ့ပုံစံကနေမင်းတို့ညှိနှိုင်းကြဆိုပြီးတော့ဝင်ဟမ်းမယ်ပြီးမှအသက်ရှူချောင်းအောင်လုပ်ပေးမယ်ပေါ့ ပြီးမှမလို့ဆက်တိုက်ခြင်းဆက်တိုက်ပေါ့အဲ့လိုဝင်ဟန့်ဖို့အတွက်နှစ်ဖက်လုံးကိုအတိမတ်ပြုမှဝင်ဟန့်လို့ရတာအပိကရဲ့ဆေးရေးဆိုတာနှစ်ဖက်လုံးကိုအတိမတ်ပြုမှရတာအာဆီယံနဲ့ကမ္ဘာနိုင်ငံများကကျွန်တော်တို့ဘက်ကိုအတိမတ်ပြုဖို့ပြက်ကွက်ခဲ့တယ်ဓာတ်လျှောက်လည်းပြက်ကွက်နေတယ်ဒီနေ့အာဆီယံကအပိကရဲ့ဆေးရေးအရင်လုံးဝမယ် အန်ယူဂျီနဲ့အပါဝင်တိုင်းသားတွေနဲ့လည်းတွေ့ရမယ်မြောက်လိုင်းတွေတွေ့ပြီးဒီဆွေးနွေးပွဲစကားဝိုင်းကိုအကုန်လုံးကိုခေါ်သွင်းရမယ်လို့စတင်ပြောဆိုလာတာဟာဒီမိုင်းစုံကိုဖျက်တာပဲဒါကျွန်တော်တို့ຫນွေဦးတော်လှန်ရေးရဲ့ပတမကနဦးအောင်ပွဲပဲကျွန်တော်တို့ကကိုယ့်အကူတာပြောနေတာဘယ်သူမှသိမှမဖြစ်ဘူး အမေရိကန်ကလည်းမစုံမပို့ပဲပေးထားတာဒါပေမဲ့မင်းအောင်လိုင်လို့အချက်ရစီလောက်အောင်အထိနာသွားလောက်အောင်အာမပေးခဲ့ဘူးယူကရိန်းကိုစဉ်းစားသလိုပဲရှေ့လက်ဘဲကိုစဉ်းစားသလိုပဲသူတို့စဉ်းစားတာအဲ့တော့အရှိလေပိုင်းခေါင်းဆောင်တွေကလည်းဂါဇာကလူတွေကိုမြောက်မပေးသလိုအာဆီယံကလည်းမမြောက်ပေးရဘူးအာဆီယံကချိန်နေတာ အဲ့ဒီချိန်မှာမင်းအွန်လိုင်းတို့ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ဟာဥအာဆီယံကိုဒီလိုစဉ်းစားမှုဖြစ်သွားစေတယ်မင်းအွန်လိုင်းနေရာမှာတရုတ်ဩဇာခံ လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ရုရှားကိုခေါ်သွင်းဖို့လုပ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာတော်ရုံတန်ရုံ နိုင်ငံကြီးရဲ့စစ်ကောင်းဆောင်တွေမလုပ်ရဲတဲ့ဆုံးဖြတ်ချက်ပဲကြောက်ကျင်တာကတမိုင်းတရားခံဖြစ်မဲ့ဆုံးဖြတ်ချက်ပဲတော်တော်ကိုစစ်ဘုတ်ချုပ်တွေမလုပ်ခဲ့ဘူးနေဝင်းလည်းမလုပ်ခဲ့ဘူးတန်းရွှေလည်းမလုပ်ခဲ့ဘူးဒါပေမဲ့အဲတုန်းကသူတို့မရှုံးတာလည်းပါမှာပေါ့နော်အဲ့တော့ဒီနေ့ဒီအလှည့်ပြောင်းကို ဖြစ်စေခြင်းဖြစ်စေခြင်းဟာမင်းအောင်လှိုင်ရဲ့တရုတ်ကို အပီးတိုင်ဆရာတင်လိုက်တဲ့တရုတ်ဘက်ရင်းလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်အာဆီယံကဒီဆုံးဖြတ်ချက်ကိုဖျက်လာတာအားကြောင့်လေတရုတ်ပါလာရင်ကျွန်တော်တို့ဘက်ကတိုက်ဖို့ဆိုတာအခက်အခဲရှိတော့မယ်လို့အာဆီယံကယုံကြည်နေပြီကျွန်တော်တို့ကိုလည်းသူတို့ကအတိအမှန်ပြုတ်ကျင်နေအဲ့ဒီအချိန်မှာကျွန်တော်တို့တည်ရှိနေမှုကို လုပ်ဖို့ဒီတလမ်းပဲရှိတယ်ဝင်ဟမ်းမယ်ငင်းချင်းလုတ်ခိုင်းမယ်ကျွန်တော်တို့ကိုအသိမှတ်ပြုပေးလိုက်မယ်ကျွန်တော်တို့ကိုစိတ်ဟိုတာပြဆွဲတင်မယ်အဲ့ဒါဒီအာရတ်ခေါင်းဆောင်များစဉ်းစားပုံနဲ့အာဆီယံခေါင်းဆောင်များစဉ်းစားပုံတပုံနဲ့တူတယ်ဒါဆိုရင်အဲ့လိုဖြစ်ဖို့အတွက်တရုတ်ကရည်ရွယ်ချက်ရှိရှိကိုကိုကန့်တွေကိုနဲ့တအောင်ပလောင်တွေကိုမိစိမ့်ပြပြီးတိုက်ခိုင်းလိုက်သလားဆိုတဲ့မိကွန်းပေါ်လာတယ် တစယ်နဲ့ဆက်ခွန်စစ်စင်ရေးဟာကျွန်တော်တို့လောက်ချံခံလိုက်ရတဲ့စစ်စင်ရေးလားဆိုတာစဉ်းစားစရာပေါ်လာတယ်။တစယ်နဲ့ဆက်ခွန်စစ်စင်ရေးဟာတရုတ်နိုင်ငံရဲ့ထောင်ချောက်ထဲကိုမဟာဗျူဟာထဲကိုကျွန်တော်တို့အားလုံးဝင်သွားတာလို့သုံးသပ်လို့ရတယ်။ပြောချင်တာက တကယ်တမ်းကျွန်တော်တို့ဘက်ကိုလက်နဲ့ထုတ်ပေးရင်မင်းအောင်လိုင်ကိုအပြတ်ရှင်းလို့ရတယ်ဆိုတာ30 20ကုန်စစ်စင်ရပြနေတယ်။ဒါကျင်တာကမင်းအောင်လိုင်မှာဒီဒီကျွန်မရှင်ကြီးမှာစစ်သားတွေတိုက်ရိုက်ခိုက်ရင်မရှိဘူးစစ်တိုက်နိုင်တဲ့လူငယ်လည်းမရှိဘူးပြီးတော့စိတ်သက်လည်းမရှိဘူးအတွေ့အကြုံလည်းမရှိဘူးလက်နဲ့လည်းအားနေတယ် ဲ့ဒါတွေကိုတရုတ်ကအားသာချက်တွေနဲ့စစ်တကယ်တိုက်ရှင်တဲ့လူအတွေ့အတွေ့လိုရှိတဲ့လူနိုင်ကျင်စိတ်ရှိတဲ့လူနဲ့လက်နဲ့အားသာမှုတွေနဲ့ဒီ drone တရုတ်ရဲ့ drone တွေနဲ့ပေးလိုက်တဲ့အခါမှာဘုံတိုင်ဘုံတိုင်နဲ့မြို့တွေကိုသိမ်းလိုက်တာပြောချင်တာက30 29စစ်စင်ရေးဟာကျွန်တော်ຫນွေဦးဒေါ်လာရေးကိုလှုပ်ရှားသွားသောတရုတ်ရဲ့မဟာစီမံကိန်းအခုဒီနေ့အာဆီယံကအခုလိုဖြစ်လာအောင်သွားတဲ့မဟာစီမံကိန်းပဲ မင်းအွန်လိုင်းတို့ကိုတွေ့တိုးဆန်းလိုက်တဲ့မဟာစီမံကိန်းပဲ။ဘာကြောက်လဲ။သူတို့ဒရင်းနေရဖော်ပြချက်များအရာပေါ့။တရွှေလက်ထက်နေဝင်းလက်ထက်ထဲကတရုတ်အောက်ထဲကိုတရားကင်တို့ဝင်ဖို့သူတို့ဘရောမမစဉ်းစားခဲ့ဘူး။မောင်အေးကိုတိုင် ပြောခဲ့တယ်လို့ပြောတယ်။အချိန်တိုင်း ါတို့အမေရိကန်နဲ့ပြည်လဲရင်အနောက်နိုင်ငံနဲ့ပြည်လဲရင်ဒီတရုတ်ပြောရတဲ့ဝါတွေကို ပြန်တိုက်မယ်ဆိုတဲ့အတွေးခေါ်နေဝါတွေရဲ့လူဘာဝမှုကိုတရုတ်ကြောင့်လူဘာဝမှုကိုမင်းအောင်လှိုင်တို့စစ်တပ်ကလုံးဝလက်မခံခဲ့ဘူးဗမာပြည်ကဗိုလ်ချုပ်တွေတီးမခံခဲ့ဘူးအဲ့ဒါကိုတရုတ်ကောင်းကောင်းသိတယ်ဒါကြောင့်လေသူတို့ဒီ2008ပတ်ဝန်းကျင်မှာရုရှားကိုခြေလှမ်းစပြစ်လိုက်တာအဲ့ဒါကိုတရုတ်ကောင်းကောင်းသိတယ် ဲ့တော့ဒီမင်းဒီမင်းအောင်လိုင်တို့ဒီမြန်မာစစ်တပ်အုပ်စုကိုတရုတ်ရင်ခွင်တဲဝင်လာဖို့ဟာဒီတခွင့်ရေးတစ်ခုပဲရှိတယ်ပြောချင်တာကမင်းအောင်လိုင်တို့ကို ပြောလိုက်တာမင်းတို့ငါးစကားနားထောင်မှလားမေမျိုးနဲ့မန္တလေးကိုဆက်သိမ်းမှလားရှမ်းမန်းစစ်စင်ကြီးဆက်လုပ်ရမှာလားအဲ့ဒီချိန်မှာတော်ရတန်ကိုစစ်ကောင်းဆောင်နေဆိုတရုတ်ကမယူဘူးတခြားနီးနဲ့တိုက်မှာ တရုတ်လောက်ထမ်းမဝင်ဘူးရှုံးရင်ရှုံးပေးလိုက်မှာပေါ့ဗျာကိုရှင်ပြိုင်စွာနဲ့ရှင်ပြိုင်မှုကနေဒီတော်လိုင်းကြီးတွေနိုင်သွားရင်လည်းသူအရှုံးပေးလိုက်မှာပေါ့တရုတ်လူတော့မဟပေးဘူးပေါ့တရုတ်တရုတ်အောက်မလုတ်မဝင်ဘူးပေါ့အဲ့တော့ဒီ30 20စက္ကန့်စစ်စင်ရေးရမင်းအောင်လိုင်လို့စစ်တက်ဟာဒါတရုတ်ကဒါတိုင်းဝင်ပါတာမဟုတ်သေးဘူးဒီညီနောင်၃ဘွဲ့ဆိုတဲ့ အေးမနေ့တနေ့ရမှာပေါ်လာတဲ့အေးမနေ့တနေ့ရမှာပေါ်လာတဲ့တောင်းပလောင်မနေ့တနေ့ရမှာပေါ်လာတဲ့ကိုကံပေါ့ကျွန်တော်ပြောချင်တာကရှင်ပြီးပြောရရင် KIA တို့ KNU တို့နဲ့ဆိုင်သူတို့ကမနေ့တနေ့ရမှာပေါ်လာဒီ၃ဘွဲ့ဟာကိုစစ်တပ်ကိုနိုင်အောင်တိုက်နိုင်တယ်ဒါတော့တရုတ်တရုတ်ရဲ့ပရောင်စီအနေနဲ့ပဲရှိသေးတယ်ဝါပေါ့ဗျာ ဘွားကဆရာကြီးလုပ်ပြီးဒီသုံးဘွဲကို control လုပ်သွားတာဒေဝကတဆင်ပေါ့ဆိုတော့ဒီမြောင်းလိုက်စစ်တပ်ဒီအနေထားမကောင်းတော့ဘူးဆိုတာကိုအာဆီယံနိုင်ငံခေါင်းဆောင်များကလက်ခံလိုက်ပြီဒါနံပါတ်၁ချက်အရေးကြီးဆုံးလက်ခံနေတကမ္ဘာလုံးကခေါင်းဆောင်တွေလည်းမြန်မာနိုင်ငံမှာအရွှေ့ပြောင်းဖြစ်ပြီးငါတို့ထင်သားသလိုအချိန်တိုင်းဒေါ်လာရေးအဖွဲ့တွေပျောက်သွားမှာပြီးဆုံးသွားမှာအနောက်နိုင်ငံရောက်သွားမှာငါတို့ကခေါ်ပြီးတော့ကျွေးမွေးထားပြီးတော့ချွေးသိမ့်လိုက်မှာလုံးလုံးမရတော့ဘူး တကယ်တမ်းမင်းအောင်လှိုင်တို့ရှုံးနိုင်တယ်ဆိုတာကိုလက်ခံသွားပြီအဲ့ဒီချိန်မှာမင်းအောင်လှိုင်တို့ရဲ့ကကြက်ပြသာသာဆုပ်ဖြတ်လိုက်တယ်မင်းအောင်လှိုင်တို့ကတစ်ချက်တည်းငကွင်ရိုက်တာပေါ့ဒီရုပ်ကလည်းလိုချင်တာနဲ့ညှိပြီးတော့လာရှုပ်ကိုပြန်တောင်းခိုင်းတယ်အဖေးယူလို့တယ်ဒီရုပ်ကိုခေါ်သွင်းလိုက်တယ် ဒီဘက်ကလည်းပူတင်နဲ့အပြည့်ဝအပြည့်ယူသားလုပ်လိုက်တယ်ပြောချင်တာကမင်းအောင်လှိုင်တို့ကမြန်မာနိုင်ငံကိုရာသပံတနက်ကန်အုပ်ချုပ်ပြီးမြောက်ကိုရီးယားကဲ့သို့ဆက်အုပ်ချုပ်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တာပြောချင်တာကအရှုံးမပြေတော့ဘူး ရမင်းအောင်လှိုင်တို့ရဲ့ဘူကျုပ်တအုပ်စုကတအုပ်စုကဆုံးဖြတ်လိုက်တယ်။အောက်ကငယ်သားတွေကတော့သူတို့ဆုံးဖြတ်တဲ့အတိုင်းခံရတာပေါ့လေ။ဒါဆိုရင်တရုတ်ကတွင်ပါလို့လေ။အာဆီယံကနေတဆင့်ယူကော့ပွဲကိုဥတီပြီးတော့ပါဝါရှယ်ရင်းလုပ်ဖို့တရုတ်ကတွန်းအားပေးလာတာ။ အဲ့တော့အာဆီယံနိုင်ငံတွေကလည်းဒီတိုင်းဆက်သွားရင်မြောက်လိုက်တော့မနိုင်မှန်းသိတယ်ဒီဘက်ကလည်းနိုင်ဖို့ခက်နေတာသိတယ်နှစ်ဖက်လုံးကဤသွားပြီးတော့ပုံနစ်နာတာပဲရှိမယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ဘက်ကမြောက်လိုက်လို့အဆက်တကွဲသတ်လုပ်လိုက်လို့ဟိုကဣသရေလတို့လိုပြင်းပြင်းထန်ထန်ရဲရဲဆက်ဆက်တွေလှုပ်လာခဲ့သည်ရှိတော့အဲ့ဒီချိန်မှာကျွန်တော်တို့ကလည်းပြန်လဲတုတ်ပြန်ဖို့အနေထား ready မဖြစ်သေးသည် ရှိတော့ပြောချင်တာကဟို NUG ပြောနေတဲ့တော်လိုင်းရေးတွေပေါ့မဖြစ်သေးသည်ရှိတော့ပို့ပြီးဆိုးသွားနိုင်တယ်နှစ်ဖက်လုံးဖူးဖူးညက်ကြည်သွားနိုင်တယ်အဲ့ဒါအဲ့ဒါမျိုးဖြစ်လာရင်တို့ရဲ့အာဆီယံဖွဲ့ဝင်ဖြစ်တဲ့တို့ပဲခေါင်းကိုက်ရမယ်ဒီလူတွေအားလုံးဒီတို့နိုင်ငံအားလုံးကိုလွှဲစင်လာမယ်တို့လည်းမခံနိုင်တော့ဘူးဒါကြောင့်ဒီလမ်းကြောင်းကိုပဲတည်မယ် ဆိုပြီးတော့တရုတ်ဖြစ်ချင်တဲ့ဟာကိုအာဆီယံကဒီယူကောက်ပွဲလမ်းကြောင်းကနေသွားဖို့အတွက်အပြစ်ခက်ရစေရေးကို ပထမဆုံးစဉ်းစားပြီးအရှိန်ကိုတန့်ကျင်လာအဲ့ဒီမှာ ဂါဇာဖြစ်သလိုပဲအပြစ်ခတ်ရလောက်ခိုင်းနေဂါဇာမှာရှိတဲ့တရားခံတွေကိုလွှတ်ခိုင်းနေအစ္စရေးကဘုံဆက်ကြတယ်အဲ့ဒါနဲ့သူတို့နှိမ့်ကြနှိုင်းကြတယ်ဂါဇာကလည်းတစ်ချက်ချင်းလျှော့တယ်အစ္စရေးကလည်းဒီလူတွေဘယ်မှာပုံနေလဲပေါ်လာအောင်လှုပ်တယ်ပြန်ပြစ်တယ်အဲ့ဒါနဲ့ဇလန်သွားနေတယ်ဒီဘက်မှာလည်းရုရှားကလည်းအပြစ်ခတ်ရစရေးလောက်ခိုင်းနေနောက်ဆုံးနှိမ့်လို့မရတော့အခုအချင်းသားတွေအရင်ဆုံးဖလှယ်တယ် ပြီးတော့တဆင့်ချင်းသွားဖို့ကြိုးစားတယ်ကြိုးစားတာကကာဇာကိစ္စကပြတ်တယ်ကာဇာကိစ္စကပြတ်တယ် လူတိုင်းလက်ခံတဲ့တကမ္ဘာလုံးကလက်ခံတဲ့ဂါဇာသည်ပါလက်စိုင်းသည်ဘရောမအစ္စရေးကိုမနိုင်ဘူးဘာသာရေးနဲ့ဒီ emotion တွေမပါသေး facts ကိုပြောတာဘရောမမနိုင်ဘူးထိုနည်း၎င်းမေဥရောပခေါင်းဆောင်တွေကိုယ်တိုင် ပြောနေတယ်ယူကရိန်းသည်ရုရှားကိုဘရောမမနိုင်ဘူး ဒါ facts တွေပဲယူကရိန်းကလက်ခံသွားတယ်အဲဒါသူ့ဘက်ကလည်းလူတွေတောင်းနဲ့သိမ်းနဲ့ချီပြီးသေးနေတာယူကရိန်းနိုင်ငံမှာစစ်သားစုဆောင်းဖို့လူမရှိတော့ဘူးကုန်ပြီထွက်ပြေးသွားတဲ့လူတွေကပြန်လဲလာဖို့မရှိဘူး UK ရောက်နေတဲ့လူ UK မပြောင်းစစ်ပြန်မတိုက်ဘူးအဲ့မှာရှိတဲ့လူခံတိုက်နေကြတာကုန်ပြီကြ བྱ ားစရာလဲကုန်ပြီ အစိုးတော်လည်းကုန်ပြီဆရာလည်းကုန်ပြီအင်ဂျင်နီယာလည်းကုန်ပြီအကုန်ကုန်ပြီမရှိတော့ဘူးစီးပွားရေးသမားလည်းမရှိတော့အကုန်လုံးစစ်တိုက်တဲ့တိုက်ပြီးတော့အကုန်လုံးသွားကုန်ပြီရုရှားဘက်ကမှလည်းထိုးနေလို့ကောင်းမယ်ဒါကြောင့်ယူကရိန်းကလက်ခံလိုက်ရပြီးတော့အမေရိကန်ကိုသူ့တရားစာတာတွေလက်မှတ်ထိုးပြီးပြီးအမေရိကန်အကာအကွယ်နဲ့အပြစ်ခဲရေးစရေးကိုယူကရိန်းကိုယ်တိုင်ကအူတောင်းဆိုနေပြီယူကရိန်းတောင်းဆိုတဲ့အချိန်မှာပူတင်ကဆက်တင်းနေတာယူကရိန်းကအပိတိုင်အပြစ်ခဲရေးစရေး နောက်ဆုံးသူတို့လိုချင်တဲ့မျိုးတွေကိုပူတင်ယူလိုက်ရင်လည်းသူတို့ကသူတို့ကဒီလက်မှတ်ထိုးပေးအောင်မယ်ဒါပေမဲ့အပြီးတော့မပေးဘူးစစ်နာခြင်းပြီကြောက်ချင်တာယူကရိန်းစစ်ပန်းသွားပြီအဲ့ဒါကိုဥရပခေါင်းဆောင်တွေကလည်းသဘောတူတယ်အမေရိကန်လည်းသဘောတူတယ်အဲ့ဒီရတဲ့အချိန်မှာပဲယူကရိန်းကိုအပြစ်ခက်ရစေစောက်ကြည့်ဖို့ဥရပစစ်တပ်တစ်ခုခုကသူ့ကိုလာကာကွယ်ပေးထားရင်ယူကရိန်းကကြောက်ချင်တာက ယာယီအသက်ရှူပေါက်လိုချင်တယ်အဲ့တော့ကျွန်တော်တို့အကြတော့မိုင်းဆုံးအကြတော့ကျွန်တော်တို့ဘက်ကစစ်ကောင်စီကယာဒုကဖယ်ပေးရမယ်နိုင်ငံကြီးမှာပါလို့မရဘူးစစ်ကောင်စီဟာဒီစစ်တပ်ပေါ့နော်စစ်တပ်ဟာသူသူကျူးလွန်ထားတဲ့အပြစ်တွေအလုံးကိုအေးအေးယူခံရမယ်ဆိုတော့ တောင်းဆိုခြင်းနဲ့ Federal Festival အခြေခံဥပဒေကိုလက်ခံပြီးတော့အဲ့ဒါကိုအတိအမှတ်ပြုရမယ်ဆိုတာကိုကျွန်တော်တို့ကဂျိုတင်သဘောတောင်းဆိုမှုတွေနဲ့ကန့်တတ်ထားတယ်။ပြောချင်တာကစစ်ကောင်စီကိုအပီးတိုင်ချိန်မုံရေးရာဓုကအပီးတိုင်ဖယ်ရေးကိုကျွန်တော်တို့ကတောင်းဆိုထားတယ်။ဒါကျွန်တော်တို့ရဲ့တစ်ဖက်သက်ရက်တီချက်ပဲ။စစ်ကောင်စီကိုမြန်မာနိုင်ငံမှာလုံးဝအုပ်ချုပ်ခွင့်မပေးတော့ဘူး။ ူးကြွေးမှာဆွေးနွေးစရာလည်းအကြောင်းမရှိဘူးစစ်ကောင်စီဒီမြန်မာနိုင်ငံကနေနိုင်ငံကြီးလောကနေအပီးခွာမယ်ဘရောမအုပ်ချုပ်ခွင့်လည်းမရှိဘူးဖွဲ့စည်းပုံ2008တို့ပြောတဲ့ဖွဲ့စည်းပုံကိုလည်းဖျက်သိမ်းမယ်ဖွဲ့စည်းဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကိုရေးဆွဲမယ်ရသစစ်စစ်ရပဲအုပ်ချုပ်မယ်အခုကျူးလွန်ထားတဲ့စစ်ရာဇဝမှုများ အားလုံးကိုစစ်ကောင်စီကတာဝန်ယူတာဝန်ခံပြီးတော့တရားစီရင်ခြင်းခံရမယ် ဲ့တော့ကျွန်တော်တို့ကတောင်းဆိုခြင်း reality မှာသူတို့အရှုံးပေးတာ ਨੇ သူတို့ထောင်ကြမဲ့ကိစ္စအခက်မသိရင်သူတို့သေးတံအောင်ဖြစ်မဲ့ကိစ္စကိုဘသူကအရှုံးပေးမှာလဲကျွန်တော်တို့ရဲ့တောင်းဆိုချက်ကိုစစ်ကောင်စီဗိုလ်ချုပ်တွေက तू 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 လည်းပဲ तू ကြိုးကိုစစ်ပြီးတော့ तू ကြိုးစစ်တယ်မဲ့ကိစ္စကိုဘသူကလက်လျှော့မှာလဲအဲ့တော့ စစ်ကောင်စီလက်မလျှော့အောင် စစ်ကောင်စီအရှုံးမပေးနိုင်အောင်မရှုံးမပေးရဲအောင်အလင်းမွင်ရဲအောင်ကျွန်တော်တို့ကကန့်တတ်ထားလိုက်တာဦးကျွန်တော်တို့ရဲ့တောက်ဆိုချက်စီစစ်ကောင်စီကိုအနိုင်တောက်မှ အနိုင်တိုက်မှစစ်ကောင်စီကိုအနိုင်တိုက်မှဦးကျွန်တော်တို့ဦးဖြစ်ချင်တဲ့တောက်ဆိုချက်ကဖြစ်မှာစစ်ကောင်စီကိုကျွန်တော်တို့မနိုင်မချင်း ုကျွန်တော်တို့ကန့်သက်ထားတဲ့ဒီတောင်းဆိုချက်တွေဖြစ်လာစရာအကြောင်းမရှိဘူး။ဘယ်သူမှကိုကိုကိုပေးရင်းနဲ့ဟိုပရိုပရိုပေါ်မှာမဟုတ်တာ။အရှုံးပေးမှာမဟုတ်တာ။ဟုတ်ပြီ။ကျွန်တော်တို့ကတော့အနိုင်တိုက်နိုင်တဲ့အနေထားရှိတယ်။အမြင်နိုင်မှာအချိန်မဲပြောစရာရှိတယ်။အဲ့တော့ နှစ်ဖက်က ရှစ်ဆက်သွားလို့မရဘူးစစ်ကောင်စီကလည်းကျွန်တော်တို့ကိုအတိမတ်မပြုဘူးကျွန်တော်တို့ကလည်းသူ့ကိုအတိမတ်မပြုဘူးအဲ့ဒါကိုအာဆီယံကဘလူတရားတွေရောအတိမတ်ပြုဖို့လုံနေပြီဆိုပြီးတော့ဂျားရဲကနေတဆင့်ဝင်ခံတာအဲ့ဒီရဲ့အာဆီယံရဲ့ကမ်းလှမ်းချက်ကို ကျွန်တော်တို့လက်ခံမလားလို့မေးရင် လက်ခံနေတာပဲအာဆီယံကခေါ်တွင်းရင်ကျွန်တော်တို့အတွေ့ခံနေရတာပဲအာဆီယံကခေါ်မတွင်းလို့တော့ကျွန်တော်တို့ကစိတ်ဆိုးနေကြတာပဲအခုအာဆီယံကကိုယ့်ကိုအတိမတ်ပြုပြီးတော့ NGO ကိုလာတွေ့ပါတိုင်းသားကောင်းဆောင်ပါလာတွေ့ကျွန်တော်တို့ကကပြီးတော့တွေ့မှာပဲတကယ်တည်းပဲကပြီးတွေ့ခဲ့တာပဲကျောင်းကျန်တာကကျွန်တော်တို့ကအပြောနဲ့လက်တွေ့ညီအောင်လောက်ရမှာလေတကယ်သတွေ့တာပဲတွေ့ပြီးရင်အာဆီယံကတဆင့်ငံကနေမလို့ဒါလိုက်ဆွေးနွေးမလားလို့ပြောရင် ျွန်တော်တို့ကဆွေးနွေးရမှာပဲဒါဟာညင်းလို့မရတဲ့အချက်ပဲဘာကြောင့်လဲကျွန်တော်တို့ကိုဆွေးနွေးဖက်အဖြစ်အတိမတ်ပြုတ်လိုက်ပြီးဆိုတဲ့ကကျွန်တော်တို့ဒီသိရှိနေတာကျွန်တော်တို့အနိုင်ရနေတာကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်နေတာစစ်ကောင်စီကခေါင်းမာပြီးတော့အရှုံးမပေးတာတရုတ်ကိုအားကိုးလိုက်တယ်ဆိုတာကိုအာဆီယံကလက်ခံလိုက်ခြင်းပဲ ဆီးရီးယားရဲ့ကနဦးအစမှလည်းအဲ့လိုမျိုးဆွေးနွေးပွဲတွေကိုနိုင်ငံတကာအမေရိကန်ကဥဆောင်ပြီးဆီးရီးယားအတိုက်ခံတွေနဲ့အာဆတ်တို့နဲ့လှုပ်ခဲ့တာပဲကုလသမဂ္ဂကကြားဝင်ပြီးတော့ကုလသမဂ္ဂအထူးကိုယ်စားလှည့်ကြည့်ပေးခဲ့တာပဲဆွေးနွေးပွဲတွေပြတ်သွားတာပဲရှိခဲ့တာပဲအဲ့တော့ကကလင်တန်တို့ဥဘာမာတို့အပြတ်ပြောတာအာဆတ်ဆင်းပြရမယ်ခုပြီးတော့အပြတ်ပြောတာဒါပေမဲ့ဆွေးနွေးပွဲပြတ်တယ်ပြန်တိုက်ကြတယ်ပဲဆွေးနွေးပွဲပြတ်တယ်ပြန်တိုက်ကြတာပဲအဲ့တော့ အခုအာဆီယံကကိုယ့်ကိုအသိမှတ်ပြုပြီးစစ်ကောင်စီနဲ့တက်တက်ဆွေးနွေးမှုလုပ်တာကိုကျွန်တော်တို့ကဝမ်းပန်းသာသာကြိုဆိုရမယ်။ဒါဒီကျွန်တော်တို့မိုင်းစုံတစ်ခုကိုဖြတ်တန်းခြင်းပဲ။ဆွေးကိုဆွေးနွေးရမှာ။အပြစ်ကရဲ့စေးရေလှုပ်လို့ရရင်လှုပ်ကိုလှုပ်ရမှာ။အဲ့တော့အပြစ်ကရဲ့စေးရေသဘောတူညီချက်ထဲမှာမင်းကလည်းဘုံလာမကျဲဘူး။ ငါတို့ကလည်းမတိုက်ဘူးဆိုရင်ကျွန်တော်တို့ကလည်းအသက်ရှူချောင်းမယ်သူ့ဘက်ကလည်းအသက်ရှူချောင်းမယ်သူလည်းလူစုလို့ရမယ်ကိုကိုလည်းလူစုလို့ရမယ်ဒါပေမဲ့အဲ့ဒါကဖြစ်လာဖို့မရှိဘူးဆိုတာလည်းလူတိုင်းသိတယ်အဲ့တော့ကိုကနိုင်ငံရေးရလက်ဥပုယူဖို့လိုတယ်နိုင်ငံရေးရသဘောတူဖို့လိုတယ်ကိုကအဆုံးရောက်နေတာမဟုတ်ဘဲသဘောထားကြီးတယ်ဆိုတာကိုပြသနိုင်ဖို့အတွက် အာဆီယံမှာကိုကပနာရဖို့အတွက်အာဆီယံမှာမျက်နှာကောင်းရဖို့အတွက်ကိုကကြိုးစားတယ်လို့ပြောရမှာ